ော်ခင်ဗျာ Pro ID Commander Training Center မှာကျေးဇူးပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြပေးမယ်ဗီဒီယိုဖိုင်တင်ကစားတော့ Mantri Saving Money for Income ဗီဒီယိုဖိုင်တင်စကားကြောင်းသင်ခန်းစာကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကိုရွေးဝင်ငွေရဲ့25ရာခိုင်နှုန်းကို Saving Money အနေနဲ့သိစီပြုလုပ်ဖို့ကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလူတိုင်းမှာ saving money ဆိုတာအရေးကြီးပါတယ်ခင်ဗျာအဲ့ဒီနေ့ဆက် ကိုရဲ့စေဘယ်မှနေမှာကိုထားတဲ့ရခိုင်နှုတ်ပေါ်မှာဒီတော့ဘယ်လိုသုံးစမ်းမလဲဆိုတော့ကွန်ထရိုးလုပ်ဖို့ဆိုတာအရေးကြီးကြီးပါတယ်ခင်ဗျာကိုကစေဘယ်မှနေနေနဲ့သိစီထားတဲ့25ရခိုင်နှုတ်ကိုကိုရဲ့ကျမရည်အတွက်သုံးပါလားဒါမှမဟုတ်ရင်ကိုကတကခုတွဲဝယ်ဖို့အတွက်ကိုယ်စေဝီမန်နေနေထားချင်းတာလားဒါမှမဟုတ်ရင်တော့ကိုယ့်ရဲ့ယင်းနေမျိုးနံမှုတကူထားပြီးတော့လုပ်ဖို့အတွက် ်စေဝမဏိနေနဲ့ထားမှာလားဆိုတဲ့အောက်အဲ့ဒီဗီဒီယိုဖတ်တဲ့နန်းအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုဖတ်တဲ့ငါဆိုတော့လူတိုင်းအတွက်ကိုရသုံးငွေနဲ့ကိုထေချိုးတဲ့အာမအရင်ရေးကြည့်တဲ့ဗီဒီယိုဖတ်တဲ့ငါဆိုတော့ကျွန်တော်ထင်ပါတယ်ခင်ဗျာလူတိုင်းအတွက်သုံးငွေမှတို့လည်းထင်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ဘယ်လိုမျိုးဇေယျဆက်မလဲဆိုတော့ကျွန်တော်ဘာမှမဆိုအရင်စပြပေးမှပြပါတယ်ခင်ဗျာ ဒါတော့ကိုရက်30ရက်ဖြစ်ပါတယ်ခင်ဗျာဒါတော့စုစုပေါင်း9ရက်ဝင်ဝင်အင်ကမ်ပဲဖြစ်ပါတယ်ခင်ဗျာဒီကိဒါတော့အလားလိုက်ရှိတဲ့9ရက်ဝင်ဝင်အင်ကမ်ပဲဖြစ်ပါတယ်ဒါဇန်နဝါရီလမှာ9ရက်ဝင်ဝင်ဘယ်လိုရှိတာလဲတကယ်လို့အာကိုကမဟုတ်ပါတော့ဖေဖော်ဝါရီလရောက်သွားပြီဆိုရှင်နာဖေဖော်ဝါရီဖေဖော်ဝါရီလကျွန်တော်လုပ်ရမယ်နော်ဖေဖော်ဝါရီလ အာဖုဘယ်လာစီရနေမှာဘုရားဟိုဘုဘတိုင်းစီရမညာအဒီဖုဘယ်လာမှာစီရမှာကိုကဥပါနဲ့စိတ်နေဘယ်လိုရလဲဆိုရင်ခြောက်တော့ရတယ်နော်ဒါဖုဘယ်လာတဲ့ဝင်ဝင်မန္တလေးအင်ကမ်ပဲဖြစ်ပါလေခင်ဗျာဒါဆိုရင်ဒါကတော့အလားလိုက်ဝင်ဝင်လေးဖြစ်ပြီးတော့ဒါကတော့စုစုပေါင်း ိုယ့်ရဲ့ရတဲ့ဝင်ငွေဖြစ်ပါတယ်ဒါကတော့အပေါ်ရဲ့အသုံးစေးပဲဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ဝင်ငွေထဲမှာအသုံးစေးရို့နှိုးပြီးတော့လက်ကြံပဲဖြစ်ပါတယ်ဒါကဒုတဲ့စုစုပေါင်းဒုတဲ့စေပေမှန်တွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့စေပေမှန်နည်း15ရာခိုင်နှုန်းဖြစ်အောင်လာလဲလာလဲဘယ်လိုမျိုးသိစီမှလဲဆိုတဲ့အောင်ကျွန်တော်ရှင်းပြပေးမှဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ရဲ့အသုံးစေးဖြစ်ပါတယ် ဒါကဘုရားဝင်ဥမ္မာပေါ့နော်ခုမှဝင်ဝင်ရှိတယ်။လာကတလောက်ကိုဘယ်လောက်ရလဲဆိုရှင်၅သိန်းရတယ်။အဲ့ဒီမှာဈေးသုံးဈေးကြီးရှိတယ်ဒါလေးတွေကသုံးဈေးလေးဖြစ်ပါတယ်။ကိုကဥပါဒိုင်ဆင်းတယ်ဆိုရှင်ဥပါဒိုင်ကရတဲ့ဟာဖြစ်ပါတယ်။ဒါလေးတွေကဥပါဒိုင်ရတဲ့ဈေးလေးဖြစ်ပါတယ်။ဒါဆိုရှင်သုံးဈေးကိုရဲ့ဝင်ဝင်ထားမှာသုံးဈေးနှုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာရလဲဆိုရှင် ိုရဲ့စေပေမန်းနေဆိုရရတယ်အဲ့ဒီစေပေမန်းနေကိုကိုက25ရာခိုင်နှုန်းထက်ပိုပြီးတော့သုံးခွင့်မရှိဘူးနော်ဒါကဘာနဲ့ပေါင်းရလဲဆိုရှင်ဆန်းနေနဲ့ပေါင်းတာပါတယ်ခင်ဗျာနော်တော့နော်လာဒီတုတ်တယ်အခုတော့လာလိုက်ရတဲ့တုတ်တယ်ဒီကောက်ကိုပေါင်းတာပါတယ်ဖြစ်ပါတယ်ဒီကတော့ခေါ်လာလိုက်ဒီမှာအလားလိုက်လာလိုက်အင်ကန်ကိုပေါင်းတာဖြစ်ပါတယ်ဒါကတော့ ဒီရလာတဲ့တို့တဲ့အင်္ဂန်ထဲနေရော cost ကိုနှုတ်လိုက်တာဖြစ်ပါတယ်ဒီ cost ကတော့ကိုယ်ရဒီမှာ၃ဈေးရေအကုန်လုံးပေါင်းထားတာဖြစ်ပါတယ်ဒါဆိုရှင်ဘယ်လိုမျိုးထိချိုးမှလဲဆိုရှင်ကိုကကိုယ့်ရဲ့ဝင်ငွေကို85ရာခိုင်နှုန်းတဲ့ကျော်လာပြီဆိုလို့ရှိရင်အနီရောင်ပြသွားဒီနေရာမှာအနီရောင်ပြမှာဖြစ်ပါတယ် နည်းပြသွားပြီဆိုရှင်ကိုကဘာလို့လို့ပဲ30ကိုထပ်တက်ခွင့်မရှိတော့ဘူးဒီကောဒီဇေယျထက်မှာ30ကိုထပ်တက်ခွင့်မရှိဘူးတကယ်လို့များအနည်းရောအဝါရောဖြစ်သွားပြီဆိုရှင်တော့50ဆက်ရကန်တို့ကိုရ30ရက်50ရက်ကန်တို့ရဲ့ဝင်ငွေရက်ကိုရဝင်ငွေရက်30ကိုရဝင်ငွေရ30ရက်50ရက်ကန်တို့ရဲ့ရှိသေးတယ်ဆိုရှင်တော့အဝါရောပြနေတယ်လေမောင်ရောင်လေးပြနေပါလိမ့်မယ်ဒါဆိုရှင်ဝန်နေသင်္ကေတဖြစ်ပါတယ် ကိုယ်ရဝင်ငွေအားဗလာရကံတော်သုံးလာပြီဆိုရှင်ဒီမာသရကံတော်ကိုသုံးထားပြီပြီလို့သူကလာပြလာဖြစ်ပါတယ်တကယ်လို့များကိုယ်ရဝင်ငွေကမာသရကံတော်ထက်သုံးစီရနည်းနေသေးတယ်ဆိုရှင်တော့ဒီမျိုးအစင်းရောင်နေနဲ့လာပြမှာဖြစ်ပါတယ်ဒါဆိုရှင်ကိုယ်ကရဲတက်ခွင့်ရှိတဲ့ဟာအစင်းရောင်ရင်လည်းဒီလေမွန်ရောင်လေးရဲ့ရဲတက်ခွင့်ရှိတဲ့ကာလရံပြသေးတယ်ဆိုရှင်တကယ်လို့များအနည်းအောင်ပြသွားပြီဆိုရှင်ကိုယ်ရသုံးစီဒီ ဒီဒိဗ္ဗဇေယကွယ်တာပါရဲ့တော့ကမရှိတော့ဒါဆိုလို့ရှိရင်ဘယ်နဲ့နီယောဖြစ်သွားဆိုကိုယ့်ရဲ့သုံးစီရဲ့ခွင့်ဆိုင်ရာဂိုင်းတို့ရောက်နေပြီဖြစ်ပါတယ်ခွင့်ဆိုင်ရာဂိုင်းတို့ကခွင့်ဆိုင်ကျော်ပြီးတော့၃ခွေမရှိဘူးခွင့်ဆိုင်ရာဂိုင်းတို့က၃ခွေရှိတယ်ခွင့်ဆိုင်ရာဂိုင်းတို့က၃ခွေရှိတယ်ခွင့်ဆိုင်ရာဂိုင်းတို့လည်းကျော်ပြီးတော့၃ခွေမရှိဘူးဒါဆိုကိုယ့်ရဲ့အလားလိုက်လားလဲဝင်ဝင်ကိုဒီမျိုး85ရာခိုင်နှုန်းထက်ပိုပြီးတော့သုံးလို့မရအောင် ပါလို့ရမလဲဆိုရင်စေဗင်မဏိနေနဲ့ခြံရမှာဖြစ်ပါတယ်။ဒါဆိုရင်လာလိုက်တူတူအော်တိုမက်တစ်ကလေးပေါင်ပေါင်ရောစေဗင်မဏိနဲ့ခြံပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာအတိအပြီးလို့ဆက်လေးဆက်လိုက်ရအောင်နော်။ဒီစီစီစားလေးနောက်ထပ်စီချင်ပါလေ။အရင်ကုန်နေတဲ့လူတက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ခင်ဗျာ။ကိုကိုရဲ့ဝိမေကိုဘယ်လိုထိတ်ထိုးဖို့မလဲဆိုတဲ့အောက်သူပြပေါ်တဲ့အရင်ရေးကြည့်ပါလေခင်ဗျာ။ဒါဆိုဆက်လိုက်ရအောင်နော်။ဒါဆိုရှင် ကျွန်တော်ဒီမှာဒါနာပါစီရထက်လိုက်တဲ့ဒိတ်ထက်လိုက်တဲ့ဒါကိုသုံးစီရရဲ့ပစ္စည်းမျိုးမီတွေထက်လိုက်တဲ့ပြီးတော့ဆိုရင်ဒီမှာသုံးစီအမောင်းတရိပ်ထက်မှာတကယ်လို့များဒီမှာကိုရကိုရတာလာစာဝင်ဝင်ရှိတဲ့ဆိုရင်ကိုရတဲ့ဝင်ဝင်ကိုထက်ပေးရမှာကျန်ရီလာဆိုရင်ကိုကကျန်ရီလာတက်ရပဲတကယ်လို့များဖုတ်ဖို့ရသွားဆိုရင်ဖုတ်ဖို့လည်းမရပြရမှာအင်ကန်ကိုတကယ်လို့အဲ မာလာရသွားဆိုရှင်ကိုရောက်နေတဲ့ရဲနေတဲ့ရမာလာရသွားဆိုရှင်မလာမှာရဲတဲ့ပြရမှာဖြစ်ပါတယ်အင်ကန်တွေကို30တော့ဒီကောလာတစ်ခုတည်းမှာအပေါ်လိုရဲထည့်ပြရမှာဖြစ်ပါတယ်နော်ဒီမှာဒီမှာဥပါဒရရတယ်နော်ချိုင်းနေ channel နဲ့စံဥပါဒရလို့လို့တူတာဘယ်လိုရတယ်တသိရတယ် channel လာမှာကျွန်တော် channel လာတလာတဲ့ပဲကျွန်တော်ရေးပြီးသွားမှာဖြစ်ပါတယ် channel လာတော့ကိုကို ဒီဗီဒီယိုဖိုင်လေးကိုစာလီစေခြင်းပါလားဒီဗီဒီယိုဖိုင်လေးအောင် YouTube channel ရဲ့ကျွန်တော်အောက်မှာဒီ download ဆွဲလို့ရအောင်ဒီ excel ဖိုင်လေးကိုလေ့ချပေးထားမှာဖြစ်ပါတယ်ကိုယ့်ကိုနမူနာယူပြီးတော့အစမ်းကြည့်လို့ရအောင်ပါခင်ဗျဒါဆိုရင်ပြီးတော့ဆိုရင်ဒီမှာကျွန်တော် data တွေကိုရက်ထက်ဆက်မလို့ခင်ဗျအော်ဆိုရင် data validation လေးကိုကျွန်တော်ထပ်ပေးထားတာဖြစ်ပါတယ်ဒီ data validation လေးတွေကဒီဘက်ချမ်းမှာကျွန်တော်ရက်ပေးထားတာဖြစ်ပါတယ်ခင်ဗျ ဒါဆိုဒီ data validation လေးကိုဘယ်လိုယူသုံးလဲဆိုတဲ့ဟာကိုကျွန်တော်ဒီ YouTube channel အားမှာဗီဒီယိုလေးလည်းချပေးထားမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရှင်တော့ဆက်လိုက်အောင်တော့ဒါဆိုရှင်ကျွန်တော်သူစီ column တစ်ခုပဲပါလို့ရမလဲဆိုရှင် conditional formatting ထည့်ပြီးတော့သူပြီးတော့မှာဖြစ်ပါတယ်။ဒါဆိုရှင်ဒီ column တစ်ခုလို့ကျွန်တော်ဆက်လက်မှတ်လိုက်ပြီ။ဆက်လက်မှတ်ပြီးပြီဆိုရှင်ကျွန်တော်ကဘယ်နေဆောင်းကိုဆက်လက်မှတ်လိုက်လဲဆိုရှင် ကိုယ်တိုင်ရှင်နဲ့ပေါင်းတဲ့အိုရှိသမျှအကုန်လုံးကောလန်ရှိသမျှအကုန်လုံးအဆုံးထိသူကဆက်လက်မပေးလိုက်တာဖြစ်ပါတယ်။ကျော်ဆိုရချင်းကျွန်တော်ကောလန်ဒီကိုဆက်လက်မလိုက်တယ်နော်။ပြီးတော့ဆိုရရင်ဒီမလိုတဲ့နေရာမှာကီးဘုတ်မှာရင် control key ကိုအရင်နှိပ်ပြီးတော့မလိုတဲ့ဆဲလေးလေးကိုပြန်ပြီးဖိဆက်လက်မလိုက်မယ်။ဘောလေးနဲ့ဖိပြီးဆက်လက်မပြီးတော့ကျွန်တော်ဗန်ဒါဒီမလိုတော့ဘူးဆိုရရင်ဒီနာတိဒီဒီဖိုနာဒီမလိုတော့နော်။ဒါဆိုမဟုတ်ဘူးအရင်လွှမ်းမယ်။ ပြီးတော့တော့ဒီမှာနေတာတဲ့ကွန်တိုပီကိုလော့ပေးရမှာနောက်ဆုံးပါเนาะဒါဆိုရင်ဘယ်အထိဆက်လက်မှလဲလဲဆိုလို့ရှိရင် तू ကဒီမှာဘယ်နေ D5 နဲ့ရောဆောက်ရောဆက်လက်မှလဲလဲအပေါ်မှာရှိတဲ့ D4 D3 D2 D1 က तू ကဖြုတ်ပြလိုက်တဲ့ဆက်လက်အရာဒါဆိုအခုလိုမှလည်းတဲ့ဆက်လက်လေးအဆုံးဒီမှာလာတယ်เนาะဒါဆိုဒီတဲ့ကျွန်တော်တို့ကဒီလောက်လိုက်ရရဲ့ထည့်ချင်တာအဖြစ်ဖြစ်အဲ့ဒီမျိုး ဒေတာတွေအောက်ထိထားပြီးရိုက်ထည့်လို့ရအောင်လို့ကျွန်တော်ကောလာအကုန်လုံးဆက်လက်မှလည်းမှတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အစားလိုက်ပြီနော်။ကိုဒီဟုံးမီယူအောင်ပါကိုဒီစနေပေါ့မတင်ယူလိုက်မယ်။ပြီးရင်မနေဆိုရေးလိုက်မယ်။ပြီးရင်ယူလိုက်မယ်။ယူရဲမှာ use formula determines the to form as ဆိုတဲ့အတိုင်းเนาะအဲ့ဒီ formula နဲ့ကျွန်တော်ကအရေးမှပြပါတယ်အဲ့ဒီတော့ equal sign ကိုထည့်မယ်ဒါဆိုရင်လည်း and n အဲ့ဒါရေးလိုက်မယ်ဒါဆို d5 d5 ကဒီ d5 ကเนาะ equal ဘန်နဲ့မမြည်ဘူးเนาะအန်နဲ့ဆရာเนาะဘန်နဲ့လည်းမမြည်ဘူးပြီးတော့ဆိုရှင်ဒီဒီ4နဲ့ဒီ5နဲ့ပေါင်းမယ်ဒီဒီ4နဲ့ဒီ5ဒီ4နဲ့ဒီ5ကိုကျွန်တော်ကပေါင်းလိုက်မယ်เนาะအဲ့ဒါကိုဘာနဲ့ပေါင်းမလဲဆို SVM 3နဲ့ပေါင်းလိုက်မယ်ဝင်းစားပြီးဝင်းပေး ဒါဆိုရင်ဒီနေရာမှာနည်းနည်းလေးသိချာလိုက်တည်ထားပြီးတော့ကြီးစေချင်ပါတယ်ခင်ဗျာဒီ45ကကျွန်တော်ကဒေါ်လာဆိုင်နဲ့အတေသားပြီးတော့ဒီ5နဲ့ဒီဒီစေကိုတော့ကျွန်တော်ဘာလို့လဲမလဲဆိုရင်ဒီ5ပြန်ပြီးတော့ကျွန်တော်ဆက်လိုက်မှလည်းမနော်ဒီ D4 နဲ့ D5 ဒီဒီဖို့နဲ့ဒီဖိုက်ကိုဒီဖိုက်ကတော့ဒေါ်လာဆိုင်ကိုဖြုတ်ပေးမှာသူတို့အတို့ဒီဖိုက်ဒီစက်ဒီစက်ဘာဒီအေကိုအော်တိုဝေးအေရီယာနေနဲ့သူပေါင်းကောင်းတော့ပေါင်းဖို့အတွက်ကျွန်တော်တို့အထင်တော့နောက်မှာဒေါ်လာဖိုက်နေမှာဒေါ်လာကိုဒီဒေါ်လာဒီဒေါ်လာဖိုက်နေမှာဒေါ်လာကိုဖြုတ်ပြလိုက်တာဖြစ်ပါတယ်ဒေါ်လာဒီဒေါ်လာ ဖိုးမှာတော့ကျွန်တော်အတင်ထားတာဖြစ်ပါတယ်ဒီဒေါ်လာဈာရသုတ်ပြဖို့ကြောင်းတွေကိုလည်းကျွန်တော် YouTube channel ရဲ့ video တွေဖိုင်လေးအောင်တော့အရင်ကတင်ထားပြီးတဲ့ဒေါ်လာသုတ်ပြဖို့ကြောင်းကိုကျွန်တော်လေ့ချပေးထားမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ဒေါ်လာဈာရသုတ်ပြဖို့ကြောင်းနားမလည်သေးဘူးဆိုရှင်အဲ့ဒီမှာဝင်ကြည့်လို့ရအောင်ပါခင်ဗျာနောက်ဆိုရှင်ဒီဖုန်းနဲ့ဒီဖိုင်ကဖ ကလေသာတန်ဘယ်လက်ကြည့်ရမလဲဆိုရှင်ကိုရတုတ္တအင်ကံဒီဤတုနော်ဤတုဤတုတ္တဘာဖြစ်ရမလဲဆိုရှင်ဤတုတ္တဤတုဘယ်နေရာခိုင်လို့လဲ95ရာခိုင်လို့95နဲ့အရာခိုင်လို့ဒါလည်းဘာလို့လဲမယ်ဆိုရှင်ရှင်းပါအောင်ဝင်ထားပေးလိမ့်မယ်နော် ိုရဝင်ဝင်ရ85ရာခိုင်နှုန်းတဲ့ကြီးပါပြီဆိုလို့ရှိရင်ဒီဆန်းအကိုတို့ပေါင်းချင်းရဒီအကိုသုံးလိုက်တဲ့ဒီ30ရဲ့အကိုတို့ပေါင်းချင်းကဘယ်နှရာခိုင်နှုန်းတဲ့ကြီးပါဆိုရှင်ကိုရဝင်ဝင်ရ85ရာခိုင်နှုန်းတဲ့ကြီးပါပြီဆိုလို့ရှိရင်တော့သူကဘာလို့မလဲကိုလေးရှင်ကဖော်မတင်နဲ့ပြပါလို့ကျွန်တော်တို့ကရေးရမှာဖြစ်ပါတယ်ဒါဆိုရှင် ဒီမှာ NS ဆိုကွင်းစရှိရင်ဒီမှာဝင်ပြီเนาะရှိရမှာဒီမှာကွင်းနဲ့စတာတော့ဒီဝင်ဒီဒီဆန်းကွင်းဟာဒါနဲ့ဒါနဲ့တကွင်းဒီမှာဒီအနေဒီအတကွင်းဒါဆိုရင်ဒီအလေးကိုလို့ပေါင်းဖို့အတွက်ဒါနဲ့ဒါနဲ့အန်နဲ့ပေါင်းဖို့အတွက်ဒီဒီစာကွင်းနဲ့ဒီကွင်းပိနဲ့တစ်ခါထပ်ပေးရမှာဖြစ်ပါလေဒါဆိုရင်အန်ဆိုတဲ့ဟာနိကိုနိကုဆိုလို့ထူးပြင်းမှသူကအလုံးလုံးမှဖြစ်ပါတယ် ဒါဆိုရင်ဒီကောင်လည်း brand လည်းလည်းမကြီးရဘူးကိုယ့်ရဲ့ဝင်ငွေရဲ့အင်ကန်းကိုတုံးလိုက်တဲ့ဟာ95 95ရာခိုင်နှုန်းနဲ့ကျော်သွားပြီဆိုရှင် format ထင်မယ်ပြီးမှ face မှာအနေအောင်ထင်မယ် form ကတော့အဘိုးရံပါရထင်မယ်ဆိုရှင်အဖြေအောင်လေးရထင်လိုက်မယ်ဒါဆိုဘယ်လိုပေါ်မလဲဆိုဒီလိုမျိုးပေါ်ပါလိမ့်မယ်နော်ဒါဆိုရှင် okay ပြလိုက်ပြီ ဒါဘာဖြစ်သွားလဲခွင်းဆန်5ရက်ခန့်နေတဲ့ကြော်သွားပြီဆိုရင်တော့ဒီနေရာပြပေးပါလို့ပြောဒါဆိုဒီတက်ကိုကဒီတက်မှာဒေတာရက်ခွင့်မရှိတော့ကိုကဘာလို့ရမလဲအနီရောင်ပြသွားဆိုရင်အသုံးစေးကိုလိုအပ်ရက်ခွင့်မရတော့အဲ့ဒီမျိုးအနီရောင်ပြမှာကိုအသုံးစေးကိုမရိုက်မှသာလေ25ရက်ခန့်လို့ကြံပါ အနီရောင်ဖြစ်ရတာနဲ့ကိုရိုက်လိုက်ပြီဆိုရင်ကိုယ့်ရုံက25ရာခိုင်နှုန်းနဲ့နေသွားပြီဖြစ်ပါတယ်။စေဘယ်မဏီက25ရာခိုင်နှုန်းနဲ့နေသွားမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်တစ်ခုကဝါနေဆိုင်ပြတဲ့ဟာအဲ့ဒီဝါနေဆိုင်ကကိုယ့်ရဲ့30ရာ50ရာခိုင်နှုန်းထဲကျော်လာပြီဆိုလို့ရှိရင်တော့ဝါနေဆိုင်ပြပေးပါလို့ဒီကောင်ရေးမယ်နော်။25ရာခိုင်နှုန်းနဲ့ပြီးသွားပြီ။နောက်ထပ်ဝါနေဆိုင်က မဆက်ရခိုင်တို့တဲ့ကြော်ပြီဆိုရှင်ဝန်နေစိုက်ပြပါလို့ပြောလိုက်မယ်နော်ခုနစ်55ရခိုင်တွေနဲ့တဲ့50ရခိုင်တွေလည်းကြည်တယ်ဒါဆို50နဲ့ခွင်55ရခိုင်တို့ကြားဆိုရှင်တော့ဝန်နေဆိုတဲ့လေမော်ရော်လေးနဲ့ပြပေးပါလို့ဒီမမက်ဆေ့တွေကိုပြခိုင်မယ်နော်ကာလာလေးနဲ့ correction formatting တို့ပြီးတော့ဒါဆိုရှင်တော့ဒါ new ထမ်းမယ် ဒီ use formula ထဲမှာပြီးတော့ဆိုရင် equal sign ကိုနှိပ်ပေးမယ် formula ရေးတဲ့ရေးတဲ့မှာ equal sign ကိုရေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒါလည်း a and d n နဲ့သုံးမယ်နော်ဝင်းစား d d5 က d d5 are not equal ပိနေလည်းမရှိဘူးဒီဒီဖိုင်ကစပိနေတာဆိုလို့ရှိရင်သူကအော်တိုမက်တစ်ကလေးတကွက်ချင်းတကွက်ချင်းဆေးဖို့အတွက်ဘာလို့ထုတ်ပေးရမလဲဆိုလို့ရှိရင်ဒေါ်လာစိုက်လေးတွေဖြုတ်ပေးရမှာဒါလည်းမလို့နော်ဒါဒေါ်လာစိုက်မလို့တော့ဒီဖိုင်ဒီစေဒီစပန်ဒီရဲ့သူ့အလိုအော်တိုပါဖြစ်လားဆင်ဖို့အတွက်သူ့လိုအော်တိုတကွက်ချင်းဆေးဖို့အတွက်ဘာလို့လဲမလဲဒီနေရာမှာဒေါ်လာစိုက်လေးတွေအကုန်လုံးဖြုတ်ပေးရမှာဖြစ်ပါတယ် dd5 က not equal plan နဲ့မညီဘူးဥပိုင်းဘက်တက်ကမှာ close in စကားပြောပွဲကိနေကုထပ်ပေးရမှာနော်ပြီးတော့ဆိုရှင် function sum ဆန်း dd4 နဲ့ d5 ဒီကနှစ်ခုပေါင်းခြင်းကဒါဆိုရှင်ဒီနေရာမှာသူ့သူတကွယ်ချင်းပါရမဆုံးနေရာ rate area နေပြီးတော့ဒေါ်လာဆက်သပြီးတော့ပေးတာဆိုဒီနေရာမှာဒီဖို့မရွေးပဲနဲ့ဒီဖက်ဆောင်နေရင်တစ်ခွက်ချက်တစ်ခွက်ချင်းအပိုတစ်ခွက်တစ်ခွက်ပေါင်းပေါင်းပြီးတော့တိုးတိုးတိုးအပိုတစ်ခွက်တိုးတိုးတိုးရောပေါင်းဖို့အတွက်ဒေါ်လာဆက်ကိုဖြုတ်ပေးရမှာဖြစ်ပါတယ်။သူ့သူအော်တိုမက်တစ်ကတခွက်ချင်းတိုးသွားတာဖြစ်ပါတယ်။အဲ့ဒီတော့ဒေါ်လာဆက်ကိုဖြုတ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီကောင်ကကလစ်တာတန်း ီကိုရတီတူဆိုတာဒီဒုတ္တအင်္ဂကိုရဝိညာဉ်ရဘယ်နေရာခံလို့လားအမြောက်50ရခံလို့ဒီမှာ50ရခံလို့တာဘာဖြစ်ရမလဲကြည့်ရမယ်ကိုရဝိညာဉ်ရဒီမှာစကားမြင်မဲ့ဒီနေရာမှာဒေါ်လာ1ဒေါ်လာ2ဆိုဒီကောင်လေးကပုံသေးအများတန်း မရွေးစေချင်တယ်ဒီအကွဲကိုပုံစံ50ရံဒီကောင်းနိုင်နေနဲ့လာစေကိုရဝင်ဝင်နဲ့တုတ်တဲ့အင်္ဂါနဲ့ဆေးရမှာဖြစ်တဲ့အတွက်ကိုရဝင်အဲ့ဒါကြောင့်ဒေါ်လာကိုမဖြိုရအောင်ဒေါ်လာ1ဒေါ်လာ2ကိုပဲထည့်ပေးထားရမှာဖြစ်ပါတယ်ပြီးတော့ဆိုရင်ကိုရရှင်တကူ50ရခံလို့တဲ့ကြီးတဲ့ကိုရရှင်တကူရပြီဝန်နေဆက်မှာဒေတာ50ရခံလို့ပါဆန်တဲ့ကြီးတဲ့တကူရပြီဒီကောင်မှခံမယ်နောက်တဲ့တကူတစ်ခါထပ်ထည့်မယ် နောက်တစ်ခုကဘာလဲဆိုရင်ဒီကောင်ပဲเนาะဒီအဲ့ဒါအဲ့ဒါလည်းဘာလို့ရမလဲဆိုစမ်းပြန်လို့မယ်เนาะ SUM စမ်းခွင်းစပြန်ပြလိုက်မယ်เนาะဒီကောင်လေးပြန်ပြရပြီးတော့ဒီအနေဒီဒီပြန်ပေါင်းလိုက်ဒေါ်လာဒီဒေါ်လာ4 ပြင်ဒေါ်လာပိုက်ဒါလည်းဘာလို့ရပြည်ရမလဲဆိုရင်တော့မှတကွက်ချင်းပို့ပို့အော်တိုတိုတိုရောထပ်ပေါင်းသွားဖို့အတွက်နောက်မှဒေါ်လာပိုက်မှာဒေါ်လာဖြုတ်ပြရမှာနော်ဒေါ်လာဒီဖိုက်ဖြစ်သွားမှာပြီးတော့ဆိုရှင် queen bait အဲ့ဒါကစုစုပေါင်းခြင်းကကိုယ့်ရဲ့သုံးစစ်စုစုပေါင်းခြင်းက less than equal ဘယ်လောက်တန်ငယ်ရမလဲဆိုရှင် ဒီကဣတုမှာရှိတဲ့တုတ္တအင်္ဂံဣတုမှာရှိတဲ့တုတ္တအင်္ဂံကအမြောက်95ရာခိုင်နှုန်းထက်30ရာငယ်လဲငယ်ရမယ်ညီလဲညီရမယ်ဒါဆိုရှင်ဘိဘိဝင်းစောက်ဘိဘိထက်လိုက်နော်အမြင်ရှင်းသွားအောင်လို့ဝင်းစောက်ဘိဘိလေးနဲ့ထက်လိုက်တယ်ဒါဆိုရှင် ဒါကွင်းစားဒါကွင်းပိတ်ဒါကွင်းစားဒီကွင်းပိတ်ဒါကွင်းစားကွင်းပိတ်ဒါဆိုရှိဒီမှာကွင်းပိတ်ပေးရမှာဘာဖြစ်ဒီကောင်ကွင်းပိတ်ပေးရလဲဆိုရင်ဒီနေရာမှာ NSR တကွင်းရှိလို့เนาะအစဒီမှာတကွင်းရှိလို့ဒါနဲ့ဒါနဲ့အစတကွင်းဒါနဲ့ဒါနဲ့တကွင်းဒါနဲ့ဒါနဲ့တကွင်းပြီးတော့ဇာန်ဒါနဲ့ကွင်းအနဲ့ပေါ်တဲ့ဟာတကွင်းအဲ့ဒါပြီးသွားဆိုရင် okay ပေးရမှာအာ okay မပေးသေးဘူးเนาะ ဒါဒီနေရာမှာပုံတည်ဖြစ်ခြင်းတွေတဲ့ပါခဲ့မယ်ဒေါ်လာအီဒေါ်လာတို့ကပုံတည်ထပ်ပြောင်းဒီတို့တဲ့အင်္ဂါပေါ်မှာက85ရောက်ရင်းချိန်ကတည်းကတော့ဒါဒီလိုမျိုးဖြစ်သွားဆိုရှင် format ဗန်ရပြမယ်လေမော်ရလေးဖေးမှလေမော်ရလေးထပ်ပေးမယ်ပြီးလို့ရှင် form မှာတော့ပိုးလေးပဲထပ်ပေးလေနော် okay ဒါဆိုဒီလိုမျိုးလာပြလိမ့်မယ်နော်လေမော်ရ okay ဒါဆိုပထမဒီမှာအနီအောင်ပြတဲ့ဟာနည်းနည်းလေးပြင်ပြအောင်မယ်နော်နည်းနည်းပြင်ပြအောင်မယ် အဲ့ဒါမှဒီမှာဒီတကွက်ချင်းအော်တိုဆင်းဖို့တဲ့ဒီနေရာမှာဒေါ်လာဒီဒေါ်လာ5ဆိုတဲ့အသေးသားရတဲ့ဆိုသူ့သူအော်တိုမဆင်းနိုင်အောင်ဒေါ်လာနဲ့တတ်တာတဲ့တော့အဲ့ဒီဒေါ်လာကြောင့်နားမလည်သေးဘူးဆိုရင် YouTube channel အောက်မှာဗီဒီယိုဖိုင်လေးကိုလေးလေးလေးနဲ့ခြောက်ပေးထားပါတော့အရင်ဆင်းပြေပေးဆင်းပြပေးထားတဲ့ဒီဒေါ်လာဆက်နဲ့ပတ်သက်ပြီးသူပြုဖို့ကြောင်းလေးကိုအဲ့ဒီနေကိုဗီဒီယိုဖိုင်လေးနဲ့အောက်မှာခြောက်ပေးထားပါတော့ပြီးတော့ဆိုလို့ရှိရင် okay ပြေးလိုက်မယ်နောက်တစ်ခုကအစေးရောင်လေး အစေးရောင်မှာပါလဲဆိုရရင်လက်ကိုက90ရက်ပဲကိုရဲ့30ရက်ဝင်းဝင်းရဲ့30ရက်ကို90ရက်ပဲရှိသေးတယ်ဆိုရင်90ရက်ပဲအောက်ရှိသေးတယ်ဆိုရင်တော့အစေးရောင်ဖြစ်နေသေးတယ်ဒါဆိုရင်ကိုက30ရက်သေးတယ်ဟိုဟာလေမွန်ရောင်ဖြစ်သွားဆိုရင်ဝမ်းနေစက်ပြနေသေးတယ်နော်ဝမ်းနေစက်ပြတော့ပါလဲဆိုကိုသုံးနေတယ်ဟာဘယ်လောက်ကျော်နေလဲ90ရက်ခန့်ကျော်နေပြီလို့နော်ဒါဆိုနောက်ထပ်မျိုးတစ်ခုထပ်တယ်မယ် use formula to determine ထည့်လိုက်မယ်နော်ဒါဆို equal sign ရေးမယ် ဒါဆိုရှင် ANDN လည်းပဲတွေ့ရမှာเนาะပြီးရင် Queen ဆော့ဒါဆိုရှင် DD5 ပဲ not equal Spain and new ဆိုရှင်ပြီးရင် comma ဒါဆိုရှင်ဒီမှာ auto ရွေးတကွက်ချင်း auto ရွေးသွားဖို့တဲ့လိုအပ်တယ်ဒီမှာ dollar sign လေးအကုန်ဖြုတ်ပေးမယ် d5 d6 d7 d8 d9 အဲ့ဒီလိုပြောပို့ရနော်ပြီးရင်ကောမှာပြီးရင် sum စမ်းတဲ့ပုံမှာနော်ကွင်းစဒါဆိုဒီ d4 နဲ့ d5 corner ဆက်တဲ့အဲ့ဒီအလေးကအဲ့ဒီလေးကိုလို့ပေါင်းချင်းကဒါဆိုဒီကောင်မှာ auto တကွက်ချင်းပေါ်တဲ့ပါလို့ရမယ်နဲ့ dollar sign လေးဖြုတ်ပေးရမယ်ပြီးတော့ဆိုရင်ဒီက less than equal ပဋိညာဉ်ရမလဲဆိုရှင်လာတုတ္တအိမ်ကွန်းတုတ္တအိမ်ကံကိုယ့်ရဲ့အစုစုပေါင်းဝင်ရရတနေ့ရခိုင်လုံးလည်းမြင်ရမလား95ရခိုင်လုံးဘင်းဘိတ်ဒါလည်းဝင်စားတော့အမေရှင်းတော်လို့ဝင်စားဝင်ပေးလေးကထည့်ပေးလိုက်ကိုယ့်ရဲ့ဝင်ရက95ရခိုင်လုံးငယ်လဲငယ်ရမှန်းတောင်းဖို့အညီနေရဆိုရှင်တော့ရနော်ပြီးရင်ဘင်းဘိတ်ဒီမှာ ဒီဒီမှာဝင်စားကြည့်တယ်ဒီမှာဝင်ပေးကြည့်တယ်ပြီးတော့ဒီမှာဝင်စားကြည့်တယ်ဒီမှာဝင်ပေးကြည့်တယ်ဒီမှာဝင်စားကြည့်တယ်ဒီမှာဝင်ပေးကြည့်တယ်နောက်ဆိုဝင်တက်ဝင်ဒီမှာပို့တယ်ဟာဒီမှာအန်နဲ့ဆက်ထားတဲ့ဝင်တယ်နော်ဒါဆို format အဒီမျိုးပြင်ပါရှင်ကအစေးရောင်လေးပေးမှာအစေးရောင်လေးထမ်းမယ် form မှာတော့ပို့လေးထည့်ပေးမယ်ပြီးတော့ဆိုရင်တွေးတော့အာ form မှာအဖြူရောင်လေးနဲ့ပို့ရ automatic ကလေးအဖြူရောင်လေး ပုဂ္ဂိုလ်ပေးလိုက်ဒါဆိုတင်ပြပေါ်လာလိမ့်မယ်နော်အဲ50မိနစ်ကျော်တယ်ဆိုရင်ဘာရံဖြစ်သွားပြီလဲဝမ်းနဲ့ဆိုင်ပြပါလို့ပြောတယ်ဒါဆိုရင်ဒီမှာဘယ်တဲ့ငယ်ရမလဲဆိုရင်50ရာခိုင်နှုန်းတဲ့ငယ်မှသူက90ရာခိုင်နှုန်း95ရာခိုင်နှုန်းဖြစ်နေတယ်ဒါဆိုရင်ဒီနေရာမှာ less than equal 50ရာခိုင်နှုန်း50ရာခိုင်နှုန်းဒီအစိမ်းအောင်ဖြစ်ခွေးရှိတယ်။50ရာနဲ့ကျော်သွားရဆိုရင်ပါအောင်ဖြစ်သွားမယ်ဆိုရင် ဝန်နေဆိုင်ပင်ကြီးတောက်ပဲဖြစ်ရမှာဟုတ်ကဲ့ပြေးလိုက်ပြီနော်ပြီးရင် apply ပြေးလိုက်မယ်ပြီးရင် okay ပြေးလိုက်မယ်ဒါဆိုရင်တစ်ချက်ကြည့်ကြည့်ဒါဟွာဟွာဖြစ်နေနော်အဝါရံဖြစ်နေပြီဒါဆိုရင်ရှင်းမှန်းနေပြီနော်ဒါဆိုစမ်းကြည့်ကြည့်မယ်ဖွဖွဲလာကျွန်တော်ရင်နော်ဖွဖွဲလာကျွန်တော်လာကိုရဲ့နေမှာ ။ဩဇာပုဂ္ဂိုလ်ကဘယ်လိုဝယ်လိုက်တာလဲ။တပံ၊နှစ်ပံကို90ရာခံစား။နှစ်ပံကိုဝယ်လိုက်တယ်။ဝန်နေစားပြနေပြီ။ဒါဆိုရင်ကိုက10ရက်နေမှာ over တိုင်းစင်မနော OBE ရ over တိုင်းတကယ်တော့ဒီလို over တယ်ကိုကသိပြီလို့မဟုတ်ရင်ဒီတိုင်းနေရောဘာလို့လဲရွေးထားလို့ရအောင်ဒီတမှာကိုရွေးလို့ရတယ်။ over တယ်ဆင်းရင်ကိုမှဘယ်လောက်ဝင်ရလဲဆိုဒီတလား တပင်းရဲဆိုပါလို့ခုဆက်ရဖန်တောင်းသိဒါဆိုရင်ဒီမှာဘာဖြစ်သွားလဲတသိနာတာတကတသိဆိုနည်းတယ်နည်းနည်းလေးဒီနေရာမှာငါနည်းနည်းလေးဖော်မတင်ရအလိုလိုပုံလေးသိအောင်နည်းနည်းပြပြတော့ကိုယ့်ရုပ်ဝင်နည်းနည်းလေးတို့လိုက်မယ်ဒီမှာဝင်မှာငါ9000 9000 ခုနှစ်တောင်ထဲလိုက်မယ်ခုနှစ်တောင်မထဘူးနှစ်နှစ်သိန်းထဲလိုက်မယ်ခုဆက်ရရတောင်တောင်သိဒါဆိုခုနှစ်ချင်းနဲ့ဖော်မတရပါပြီအစိမ်းရံပြေသွားတယ်နော်ဒီနာမှာအစိမ်းရံပြေသွားပြီဒါဆိုရင်ကိုယ့်ရဲ့အသုံးစရိတ်တော့ထပ်တင်မယ်ဒါဆိုရင်အသုံးစရိတ်ထည့်လိုက်မယ်စတရနေ့မှာကိုကအင်းဒီတော့မှာ တိယနေ့မှာပါဠိထမ်းလဲဆိုရင်ကိုကနေတိုင်းသုံးနေကြပါဠိရှိမလားဆိုရင်ဈေးကိုဘတ်စကောက်ကော်ဖီပရိဖာအိုဘာအဲ့ဒါလေးရှိတယ်ကွန်ထရိုးစီလေးနဲ့ဒီနေရာမှာကွန်ထရိုးပြီးလေးနဲ့ချလိုက်မယ်ဒါစတိယနေ့အတွက်အဲ့ဒါရှင်ကွာဈေးဖွာ ဘယ်လိုထင်မလဲဆိုရှင်ခုနှစ်တောင်60000တောင်နော်ဘတ်စကားက1000ကော်ပီယာကိုက1000ဝယ်တယ်နော် embrace ဝါ9000ဝယ်တယ်ပဲစေဘောတော့1000ထည့်လိုက်မယ်နော် ညာဆိုရင်ဒီနေ့မှာကိုယ့်ရဲ့ဝင်ဝင်ချောချမှာရမှာစက်တရင်နေနောက်ကနေမချောချတယ်နော်နည်းနည်းလေးထားရင်လည်းဦးမယ်ဒီအင်ဒီရတင်းနာရေးလိုက်မယ်တင်းနာဆိုဒီမှာထည့်လို့မရဘူးဒါဆိုဒီကြမှာပါလာဦးမလဲဆိုရင်ဒီနေ့မှာတင်းနာဆိုလာထည့်လို့မနော်ဒီအင်ရတင်းနာနော် ဆိုရင်ဒီမှာတင်တာနော်ဒီတက်အဲ့ဒါဆိုရင်ဒီမှာပေါ်ပေါ်ပါလို့ဆိုရင်တင်တာပေါ်ပါဒီတက်ရွေးလို့ရတင်တာမှာတော့ခုစရရအောင်တော့နော်တင်တာတင်တာနှစ်သိန်းထဲလိုက်မှာခုစရရအောင်ခုစရရအောင်တော့တိတ်မရတော့နော်ဒါအနီအောင်ပြောက်သွားပြီဆိုရင်ကိုယ့်ရဲ့ data ဘာလို့လို့မရလဲထပ်တက်ခဲ့မရှိတော့ဒါဆိုဒီနေ့မှာပို့ပြီးတော့ကိုကထပ်လိုက်တယ်ဒီနေ့မှာ ကိုရောက်ဒီမျိုးထပ်လိုက်တယ်နော်ဒါဆိုရှင်ကိုကဘာဖြစ်သွားလဲ25ရက်ခန့်တွေတက်ကြော်ပြီးတော့ကိုရဲ့ဝင်ဝင်ကိုစေဘီမန်နီကိုသုံးလိုက်တာဖြစ်ပါတယ်။ဒါဆိုရင်ကိုရဲ့အင်ကာကိုဘယ်လိုလုပ်မလဲဆိုတဲ့အားကိုဒီဒီဗီဒီယိုဖိုင်လေးကိုပြန်ပြီးတော့တည်တည်ချာချာလေးလာလေးလာပြီးတော့မသိရင်လည်းထ ဆေးဝေးမနီကိုဒီနည်းနဲ့သုံးပြလို့နေပါတယ်တကယ်သုံးဝင်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆွေးနွေးကြပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ